ူကလေတက်လာတယ်ဆိုရင် ကောက်ရုံးမိမဟုတ်ဘူးလေသိရတယ်တွေ့ရတယ်လေနော်အလုံးလုံးတဲ့နေရာမှာတီးကြတယ်သိကြတယ်ပြီးလို့ရှိရင်သူတကယ်စိတ်နှစ်နိုင်မှအလုံးလုံးတဲ့စိတ်အပဝင် environment သူသူနဲ့ energy ကြိုက်မှာပြီးလို့ရှိရင်သူတကယ်ဒီအလုပ်ကိုဆွဆွမြင်းမြင်းလုပ်နိုင်မှာသူလက်ခံတာမျိုးလုပ်တယ်ဆောင်းပတ်စံရပြီးရောမလုပ်ဘူးအဲ့ဒီဟာတွေကြောင့်သူကစတက်လာတယ်ကဒီနေ့ဒီချိန်လေးအရှိန်ဖြစ်နေအောင်ကိုကျွန်တော်ကကျတော့ကိုကျွန်တော်လည်းစာစီကြရတယ်ဒီနေ့အထိ အဲခုနပြောခဲ့သလိုပဲအကြီးတရားညရာပြီးသားတယ်အငယ်ရတကယ်ကွယ်ပေးရကိုကြီးသူတို့အဲ့လိုမျိုးအနည်းငယ်ရှင်ရှင်ရှင်ဘလောက်တိရင်းနေပြီးခင်တဲ့ဟိုမိတ်ဆွေအပေါင်းအသင်းကကိုကြီးတို့ပဲရှိပဲချက်ဟိုဂျန်တဲ့လူတွေနဲ့ ဆိုတာချက်လေတန်းလူတွေလည်းအသိမတွေ့ပြီမပေါင်းပြူဟောကိုကျွန်တော်အောင်လို့ကအဲဒီနားမှာနီးဆက်ဆုံးကိုရင်တယောက်လိုမြဲရှိနေတယ်ဟုတ်အဲစိတ်ထားအရန်ကောင်းအဲအဲ့ဒါကြီးကြောင့်ဒီနေ့အထီးကိုဟိုကိုကျွန်တော်လည်းမြဲတယ်အဲ့လိုအပြင်းသွားကြရဲစားကြရဲဟိုရှုပ်သွားကြရဲကောင်းပြီလားဖြစ်လာအဲအဲ့ဒီမှာတော့ကျွန်တော်တို့နှစ်ယောက်ကကြတော့စကားလုံးနေပါပဲเนาะ connection မိမိပါပဲ ဘယ်လိုဇက်ကပြောလိုက်ရင်ပေါ်သွားမှာဆိုတော့ပြောတော့ပေါ်လို့မရအောင်เนาะဇက်ကเนาะဟုတ်တယ်ဇက်ကကြတော့ပြောလို့မရအောင်အော်ဝမ်းတာတော့ဗောကိုကျွန်တော်နေကအများကြီးလှုပ်ယူစရာမလိုဘူးအပြင်မှာလည်းညီကိုလိုရမ်းခင်ရမ်းခင်အများကြီးလှုပ်ယူမဟုတ်လူကြီးဆန်တယ်ကိုရီကပြတ်သားတယ်အလုပ်လုပ်တဲ့နေရာမှာတော်တယ်စဉ်းစားရဲရှူတောင်းနေရကိုရီမတွေးရဲရှူတောင်းနေများတယ်အဲဒါခါလေးကြာရင်သူ့အမြဲချစ်ကြည့်ရတာပြတ်သားတယ်လို့ဘယ်လိုမျိုးလဲဘယ်ရမပြတ်သားဘူးကိုကျွန်တော်ကကြာတော့ အကြီးတယောက်ရဲ့စိတ်အပြည့်ရှိပြီးတော့စိတ်ကောင်းစိတ်စနာအပြည့်ရှိရယ်ကိုကျွန်တော်ကိုကျွန်တော်အောင်ကုညီပေးတာလည်းအများကြီးပဲအဲ့လိုဆိုအာအဲ့လိုမျိုးတခုပေါ့တတိလီယာစအာဟိုပါလဲဟိုသိရမလားတခုဝယ်စရာတွေးလို့ ဟာကိုကိုညီအဲ့လိုအဲ့လိုမျိုးပုံစံမျိုးနဲ့ဝယ်လာပေးတာမျိုးတို့မုတ်တီဆိုလဲဝယ်လာပေးတာမျိုးတို့တခုစသဖြင့်အချမ်းညာပေးတာမျိုးတို့အဲ့လိုမျိုးပေါ့လေတကောဘေးနားနေပြီးရောအဲ့လိုလိုက်ကြည့်ပေးပြီးရောလိုက်ပြောပေးအော်အဲ့လိုတော့မရှိဘူးအဲ့လိုတော့မရှိဘူးဘာဖြစ်လဲသူကောင်းရင်လည်းကောင်းသလိုချီးကျူးတယ်ကိုကိုကောင်းရင်လည်းတတ်သူကိုကိုပြောတာမျိုးပေါ့အဲ့လိုမျိုးပေါ့အော်ဒီမောင်နှမတွေဆိုတာလေကျွန်တော်တို့မောင်နှမတွေကအပြင်မှာလည်း ဒီလိုပဲတအားချက်ကြတာကျောင်းနေတယောက်အကြံပေးရယ်ကျောင်းနေတယောက်ဟိုစရယ်နောက်တယ်စိတ်မစိုးကြဘူးတကယ်ကိုစိတ်မစိုးရံဖြစ်တယ်ဆိုတာမရှိဘူးเนาะမရှိဘူးမရှိဘူးလုံးဝမရှိရပဲမောင်အဲ့ကျွန်တော်အဲ့တတိုက်ဘဝမရှိဘူးတအားချက်ကြတင်းတဲဘိုးတို့ကျွန်တော်တို့ကိုရင်အာကိုတကယ်အရင်ချာရတဲ့တောင်မှတွေ့ရသေးတာဟုတ်အဲ့ဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့မှာလေသူးစမ်းတာလေကျွန်တော်တို့ရင်ထဲကနေမှာလေ ဒါမပြောဘူးဒါမလုပ်ဘူးလို့တီးတန့်ကလေ separate မလုပ်ထားကြဘူးတိလားဒါပေမဲ့လေကျွန်တော်တို့အုပ်စုကလေဘောင်မကြုံဘူးအဲ့တော်လေးအရန်ချစ်တယ်တယောက်နဲ့တယောက်ဘောင်မကြုံဘူးတယောက်နဲ့တယောက်ရဲ့ချိုးရင်းချက်ဖြစ်နိုင်တယ်သူများအများကဲ့ရဲ့နိုင်တာတွေတွေ့ပြီးဟိတ်ဆိုမှဟာကိုကြီးညီမလေးဒီလိုမျိုးပဲရှိကြတာအမှုပညာလုံးလုံးနေလို့ဟာဟိုဟာလုံးလို့ဒီဟာဖြစ်လို့ဟာဒီဟာတော့ဟိုလိုဖြစ်လို့ဘတော့မှမရှိဘူးအရန်ထူးဆန်းတယ်အဲ့ဒါတအားချစ်ဖို့ကောင်းတယ်ပြီးရင်လည်းဟိုဒီအမှုပညာရဲ့ အဲရလာမယ့်ငွေကြေးတိုင်းတာနဲ့ပတ်သက်ပြီးတော့လေတိုးနေတော့ဘတော့မှအဲ့လိုမျိုးဘောင်းမကြောင်းမရှိဘူးပြိုင်မပြိုင်နေပြိုင်နေဘူးပြိုင်နေဘူးဒီဟာဆိုဟိုလိုကောင်းလားဒီဟာဆိုအကြမ်းကြမ်းတောင်းကြဟိုလိုလှုပ်လိုက်ပါလားဒီလိုလှုပ်အဲ့လိုမျိုးသူကလေတက်လာတယ်ဆိုရင်ကောက်ရုံးမိမဟုတ်ဘူးလေသိရတယ်တွေ့ရတယ်လေနော်အလုပ်လုပ်တဲ့နေရာမှာတည်ကြတယ်တည်ကြတယ်ပြီးလို့ရှိရင်သူတကယ်စိတ်နှစ်နိုင်မှအလုပ်လုပ်တယ် ဆက်အဲ့ဘဝ environment သူသူနဲ့ energy ကြိုက်မှာပြီးလို့ရှင်သူတကယ်ဒီအလုပ်ကိုဆွဆွမြင်းမြင်းလုပ်နိုင်မှာသူလက်ခံတာမျိုးလုပ်တယ်ဆောင်းပတ်စံရပြီးရောမလုပ်ဘူးအဲ့ဟာတွေကြောင့်သူကစတက်လာတယ်ကဒီနေ့ဒီချိန်လေးရှိန်ဖြစ်နေအောင်နော်ကျေးဇူးတော်ဟုတ်တယ်တကယ်ပြောတာအဲကိုကျွန်တော်ကရောကျွန်တော်လည်းစာစီကလေးอ่ะဒီနေ့အထိအဲခုနပြောခဲ့တယ်လို့လေအကြီးတရားနေရာပြီးသားတယ် အငယ်ရတကယ်ကဝယ်ပေးရကိုကြီးသူတို့အဲ့လိုမျိုးအနည်းမြတ်ရှင်ရှင်ချင်းဘယ်လောက်ကြီးရင်းနေပြီးခင်တဲ့ဟိုမိတ်ဆွေအပေါင်းတင်ရကိုကြီးတို့ပဲရှိပဲချင်းဂျန်တဲ့လူတွေနဲ့ဆိုတာထက်လေဂျန်လူတွေနဲ့လည်းတိတ်မတွေ့ပြမပေါင်းပြလို့ကိုကျတော်အောင်လို့ကအဲဒီနားမှာနီးဆက်ဆုံးကိုရင်တယောက်လိုမြဲရှိနေတယ်ဟုတ်အဲစိတ်ထားအရန်ကောင်းအဲအဲ့ဒါကြောင့်ဒီနေ့အထီးကို နှောင်းနဲ့အမြဲတမ်းအဲ့လိုအပြင်သွားကြရဲစားကြရဲဟိုရှောက်သွားကြရဲကောင်းပြီလားဖြစ်လားမအကြီးဆုံးဒါမဲ့ကလေးလိုပဲသူတို့တွေမှာဆိုရေရနာရေရနာရေအဲရုပ်ရှင်ရိုက်လို့ရှင်အတုံးတက်အောင်လို့တက်အောင်အဲချောတာချောတာအဲဗျာအော်မြောက်အောင်ပါဘောဒီညီကိုတွေပဲရှိရအောင်ခေါက်စီအောင်ကြောင်းအောင်မရှိခေါက်ဖို့ချိန်တော့မရဘူးတယောက်နဲ့တယောက်ပြောစုံနေကြတယ်ကိုလုတ်ကိုလုတ်နေကြတယ် တွေ့မယ်အာတွေ့ပြီဟေးဆိုလို့ကတော့ရေပတ်မုံရောင်တယောက်နဲ့တယောက်စကားပြောကြအာစကြနောက်ကြအဲ့လိုမျိုးဟုတ်